မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်သေဘောပိုးစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်များကသိမ်းပါရရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်လက်နက်ချရင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရင်ပြည်နယ်ညဝရီမြို့နယ်ထိုင်းမြန်မာနယ်စပ်သေဘောပိုးစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်များကယနေ့ညနေပိုင်းတွင်သိမ်းပါရရှိသွားပြီဖြစ်သည် ရှမန်နီဇွန်လ၂ရက်နေ့မှစတင်ပြီးစစ်ကောင်စီတပ်၏သေဘောဝုစခန်းကို KNLA ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာယနေ့တွင်တိုက်ပွဲအလွန်ပြင်းထန်ခဲ့ကြောင်းစစ်ကောင်စီကလေယာဉ်များဖြင့်တောက်လျှောက်ဆိုသလိုဘုံကျဲခုခံခဲ့ကြောင်း ယခုအခါအဆိုပါစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်လက်နက်ချသွားပြီးဖြစ်ကြောင်းသိရှိရပါတယ်။စခန်းရသွားပြီးစခန်းကိုဦးစီးတဲ့အရာရှိအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလံဖြူထောင်လက်နက်ချတယ်။မနိုင်မန်းသိတော့မှလက်နက်ချတာဟုစစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်။စစ်ကောင်စီတပ်ဤတေဘောဘုတ်တပ်စခန်းကိုတော်လန်ရေးတပ်များကရရှိသွားပြီးဖြစ်၍ထိုင်းမြန်မာနယ်စပ်တွင် စစ်ကောင်စီတပ်စခန်း၄ခုသာကျန်ရှိတော့ပြီးအဆိုပါစခန်းများမှာဥကရစ်ထဝေါ်လီပြူဟာကုန်း တီသေးလေစကန်တီကပ်ပလေစကန်တို့ဖြစ်ကြောင်းသိရပါတယ်။ KNU ကမတ်လဧပြီလနဲ့မေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစေကောင်စီပူလူတူခလေတီတခေါ်ပြီခွေမော်ဖာသူစကန်တာလီစကန်များမေလဘလက်တိုမော်ခီဘရင်အောင်စကန်ကောခနယ်လီစကန်နဲ့ရွှေအေးမြိုင်တက်စကန်တို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ပြီးယနေ့စွန်လ3ရက်နေ့တွင်ဖေဘောဘူစကန်ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ 2022ခုနှစ်မေလအတွင်းကလည်းသေဘောဘူးစခန်းကိုကော်ပိုရိတ်စစ်ကြောင်းနဲ့ဘိုးအေစေဝဦးဆောင်သောတော်လန်ရေးတပ်များကပထမအကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့မှုသည်ဆလပီမြင်းချံတွင် PDF ဂိတ်ကိုလာရောက်တိုက်ခိုက်သည့်စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထက်မနည်းသေဆုံးကတော်လရင်ရဲဘော်တအူးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းညင်းချမ်းမြို့နယ်တွင် PDF ဂိတ်ကိုလာရောက်တိုက်ခိုက်သည့်အကြမ်းဖက်စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထံမှနေတည်ဆုံခဲ့ကြောင်းအညာဒေသတော်လှန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါသည်ရှမန်နီဇော်လာ၂ရက်နေ့နနက်၆နာရီခွဲခန့်တွင်ညင်းချံမြို့တဲလေသစ်ပြူရွာမှစစ်သားနှင့်ပြူစောတိညာပူပေါင်းထားသောအင်အား80ခန့်ပါစစ်ကြောင်းသည်ထူရင်းဖို့ရွာအနီးရှိ PDF တပ်ဖွဲ့ကိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိုတိတွေ့တိုက်ပွဲသည်ညနေ9:00နာရီခန့်အတိထဏီကုံနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားနှင့်ပြူစော်တီ20ဦးထက်မနည်းသေဆုံးက PDF ရဲဘော်တအူးကြာဆုံးခဲ့ပြီး6ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် ကျွန်တော်တို့ဂိတ်စကန်းကိုဝင်စီးတာကျွန်တော်တို့ကဂိတ်ကိုအသွာစစ်ခွေးတွေနဲ့ထိတ်တိုက်တွေ့တာအဲ့ဒီမှာစပြီးပွဲပြတ်တာတနေ့ကုန်ကြာခဲ့တဲ့ညနေရောက်တော့ညင်းချံမျိုးပေါ်ကနေစစ်ခွေးကအုံစီးလာမှပြန်ပြီးနောက်ဆုတ်သွားတာပါဟုအညာဒေတာတော်လန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်အဆိုပါတိုက်ခိုက်မှုကိုအညာဒေတာတော်လန်ရေးအင်အားစုရွှေချံသားပျောက်ကြားတပ်ဖွဲ့ငကန်ဒီပျောက်ကြားတပ်ဖွဲ့ညင်းချံ MP9 PDF ပြည်သူ့ကျေတဝင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ငင်းချံမြို့နယ်ပါကာဖာငင်းချံခရိုင်ဒရုန်းတပ်ဖွဲ့ငင်းချံခရိုင်တပ်ရင်းနှင့် Hood Guerrilla Force အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးပေါ့မြို့နယ်ကိုကိုစုပြူစောတီရွာမှတရက်သီးထွက်ကောက်သည့်ပြူစောတီများကိုပြစ်ခတ်တိုက်ခိုက်မှု၃ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါ့မြို့နယ်ကိုကိုစုပြူစောတီရွာမှတရက်သီးထွက်ကောက်သည့်ပြူစောတီများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြူစောတီ၃ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့ကြောင်းຫນွေဦးညီနောင်ပြောက်ကြားတပ်ဖွဲ့မှဗိုလ်တီစားကသတင်းဌာနသို့ပြောဆိုပါတယ်။ ဇွန်လ၂ရက်နေ့မိုးလင်း၂နာရီ၄၀မိနစ်ခန့်တွင်ပေါင်မြုံနယ်မြောက်ပိုင်းခုတ်ကိုစုပြူရွာမှတရက်သီးကောက်ရံထွက်လာသည့်ပြူစော်ဒီများကိုတော်လန်ရေးတပ်ဖွဲ့များကခင်းပုံဝစ်ဆောင်ခိုင်းပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ရင်တိုက်ခိုက်မှုအတွင်ကိုကိုစုပြူစောတီရွာမှာပြူစောတီ၃ဦးသေဆုံးက၎င်းတို့ကိုင်ဆောင်သည့် AK47 တနက်တလက် G26 တောင်တို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရှိရပါသည် တိုက်ခိုက်တာတော့မောလဲ2နာရီ40မိနစ်ခန့်ကပါပြူစောတီတွေထွက်လာတာအင်းအား6ဦးပါပြူစောတီတွေဘက်ကတော့ပြန်လည်ပြစ်ခတ်တာမျိုးရှိပါတယ်ပြူစောတီ3កောင်သေးတယ်ပြူစောတီအမျိုးသမီးတအူလည်းပြင်းထန်တရားရရတယ်လို့သတင်းရပါတယ်ဟုຫນွေဦးညီနောင်ပြောက်ကြားတက်ဖွဲ့မှာဘိုဒီစားကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုຫນွေဦးညီနောင်တက်ဖွဲ့ BL1 ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့နဲ့ပောက်ပကဘာလို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲပေါ်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးချောင်းဦးမြို့နယ်ငန်းရှန်ကြေးရွာရှိစစ်တပ်ခိတ်စခန်းကိုဒရုန်းဖြင့်ပုံချဲတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ငန်းရှန်ကြေးရွာရှိစစ်တပ်ခိတ်စခန်းကိုဒရုန်းဖြင့်ပုံချဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်း ဖိကော့ဂျုံတင်မြောင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။မေလ29ရက်နေ့ညနေ3:30မိနစ်ခန့်တွင်ချောင်းဦးမြို့နယ်ငန်းရှန်ကျေးရွာအတွင်ဂိတ်ဖွင့်ကအထိုင်ချတာသော အကြံဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ။ယင်းတိုက်ခိုက်မှုအတွင်ဂိတ်စခန်းအတွင်ကိုဘုံသီးများကြားရောက်ပေါက်ကွဲခဲ့ပြီးစစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့အရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်ဂိတ်စခန်း၌တာဝန်ကျနေသောဖြူစော်တီအမျိုးသမီးများသည်ကြောက်လန့်၍တံပြာကာကာများဖြင့်မုံရွာမျိုးသို့ထွက်ပြေးသွားကြောင်းထိုသို့တိုက်ခိုက်ခံရပြီးနောက်ချောင်းဦးမျိုးပေါ်ရှိအကြမ်းဖက်စစ်တပ်စခန်းမှာစစ်ကောင်စီတပ်သားများကလည်းလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်မှုများလုံဆောင်ခဲ့ကြောင်းသိရပါတယ်။ တေဆုံးထိခိုက်မှုကတော့စုံစမ်းလို့မရသေးပါဘူး။ရွာတဲကိုဖြူသူတွေလည်းအဝင်ထွက်မရှိတော့ဘူး။ဒရုန်းနဲ့ချပြီးတိတ်မကြတဲ့အချိန်အဲ့ဒီစက္ကန့်မှာလာပြီးတာဝန်ချတဲ့ဖြူစောထီးတွေကမိန်းကလေးတချို့အံပြားကာကာနဲ့ထွက်သွားတယ်လို့တော့သိရပါတယ်ဟု။ ဖိကွ drone သင်းမြောင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကဖိကွ drone သင်းရင်းမာပင်ခရိုင်တပ်ရင်း35တပ်ခွဲ2 GZ 21ရင်းမာပင်ခရိုင်တပ်ရင်း18 B 21ကနီ PDF MPDF ရင်းမာပင် MDF drone ကြားခင်စိန်အာမန်တိငန်းစော် Revolution Air Force မြောင်အောင်တပြင်းညီနောင် Local PDF ကြောက်စဲဘူစာကလေး drone strike ဂျေးရွာတပ်ပေါင်းစုမြောင် Freedom Fighter Drone 4 FFDF Farmer Revolution 4 FRF မုံရွာခရိုင်အမှတ်ရှိရေနကားပြည်သူကောက်ွယ်ရေးတပ်တော်လင်းယုံကြီးနဲ့ Hot Guerrilla 4တပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကောက်ွယ်ရေးတပ်ဖွဲ့ဝင်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးလူသေဆုံးထိခိုက်စေသောဖားကန်ပေါက်ကွဲမှုစစ်တပ်ကအသေးခံ drone ဖြင့်ဖောက်ကွဲခြင်းဟုဒေသခံတရင်ရင်းမြစ်အချို့ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ။ဖာကန်မြို့နယ်မော်စီစာကျေးရွာရှိကြောက်စိမ့်တူဖော်ရေးလောက်ွက်တခုအတွင်လူထိခိုက်ဒေသမှုများပြားသည့်ပြင်းထန်သောပေါက်ခွဲမှုတခုဖြစ်ခဲ့ပြီးစစ်ကောင်စီကအသေးခံကြုံဖြင့်ဖောက်ကွဲခြင်းဟုဒေသခံတရင်ရင်းမြစ်တချို့ကပြောပါတယ်။မော်စီစာကျေးရွာတင်အောင်ကျိုင်လောက်ွက်အနီးရာကြောက်စိမ့်တူဖော်ရေးလောက်ွက်အတွင်ယနေ့ဇွန်လ3ရက်နေ့လယ်တနားကျော်တွင်ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပါသည် ်လူ30ဦးထက်မနည်းထိခိုက်ခဲ့ပြီးသေဆုံးသူများလည်းရှိကြောင်းဒေသခံတရရင်မြက်ကပြောပါရယ်သေဆုံးသူနဲ့ဒဏ်ရာရသူများကိုလူမှုကူညီရေးအဖွဲ့များကတွားရောက်တည်ဆောင်ခဲ့ပြီးဈေးကူတာနိုင်ရေးဆောင်ရွက်နေသည်ထိခိုက်သေဆုံးမှုအရေအတွက်အသေးစိတ်ကိုမှမသိရသေးပေလက်တလောရရှိထားသောတရင်များအရာနှစ်ဦးသေဆုံးပြီး၁၀ဦးကျော်တရားရရှိခဲ့သည်ဟုလူမှုကွန်ရီရေးအသင်းတာဝန်ရှိသူတအူးကပြောပါရယ် ်ကုမ္ပဏီကရန်ကိုတောင်ထပောက်ွဲတယ်ဆိုပြီးတဲ့တွင်နေတက်နေတယ်တကယ်ကစစ်တပ်က အသေးခံဒရုန်းတွေနဲ့ပစ်သွားတာပါဒါကရိုးရိုးတန်တန်ဖြစ်စင်မဟုတ်ပါဘူးဟုဒေသခံသတင်းရင်းမြစ်တအူကပြောပါတယ် ။ပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကိုမိသူကမှတိတိကျကျပြောနိုင်ခြင်းမရှိသေးပေ။အလွန်ကျေလောင်ပြီးပြင်းထန်သည့်ပေါက်ကွဲတဲ့ကြောင့်ဒေသခံများထွက်ပြေးခဲ့ကြပြီးကျောင်းများလည်းအရေးပေါ်ပိတ်ကကလေးငယ်များအားမိဘများကအပြေလွှာသွားရောက်ခေါ်ဆောင်ခဲ့ကြသည်။အဆိုပါပေါက်ကွဲမှုအကြောင်းရင်းကိုမသိရသေးပေစုံစမ်းစစ်ဆေးနေစေဖြစ်ကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA ကသတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် စစ်ကောင်စီ၏ဝါဒဖြန့်ချီရေး Telegram Channel များတွင်အထက်ပါပောက်ခွဲမှုအပေါ်ဝမ်းသာကြောင်းရေးသားမှုများရှိနေသည်။ဖာကန်တို့ရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းသည်ဇွန်3ရက်နနက်8:45မိနစ်ခန့်ကမော်စီစာလောက်ွက်ရှိကြောက်စိန်ကုမ္ပဏီတစ်ခုပိုင်းမြေသေးကားနှစ်စီးဘဘိုးကားတစ်စီးတို့ကိုမီးရှို့ဖျက်ဆီးခဲ့သည်။